Infinite ဖုန်းကင်ထားတဲ့လူဆိုရင်ဒီဗျူလေးကိုစောင့်အောင်ကြည့်လိုက်ဒီဗျူလေးထဲမှာ Infinite ဖုန်းဒီမှာပါတဲ့အသုံးဝင်တဲ့ feature လေးကိုပြောပြပေးမယ်အဲ့တော့ကြည့်လိုက်ကြအောင် Yangon Mobile Store ပထမဆုံးတစ်ခုကတော့ Infinite Phone နေရဲ့ home screen ရဲ့ဘယ်ဘက်ချမ်းကိုဆွဲလိုက်မယ်ဆိုရင် application နေနဲ့ရှုပ်ရှက်ခတ်နေတဲ့ screen တစ်ခုရှိတယ်။အဲ့ screen ကိုကမကြည့်ချင်ဘူးဆိုရင်ကျွန်တော်ပြောတဲ့နီလန်းလေးတိုင်းလုပ်ကြည့်လိုက်အဆင်ပြေသွားလိမ့်မယ်။အဲ့တော့ကိုယ့်ရဲ့ Infinite Phone ရဲ့ home screen ဘယ်ဘက်ချမ်းကိုဆွဲလိုက်မယ်ဆိုရင်ဒီလိုမျိုးပေါ့နော် application နေရှုပ်ရှက်ခတ်နေတဲ့ page တစ်ခုရှိတယ်။အဲ့ဒါကိုကိုကမလိုချင်ဘူးဆိုရင်အာဘယ်လိုမျိုးဖြောက်အောင်လဲဆိုတော့ကျွန်တော်တို့ဒီ home screen ကိုလက်လေးနဲ့ဒီလိုလှုပ်လိုက်ပြီးကြရင်ကျွန်တော် output တောင်လေးမှာရှိတဲ့ setting ဆိုတာရှိတယ်။အဲ့ထက်ဝင်လိုက်ပြီးကြရင်ကျွန်တော်အားသားတဲ့ကိုဆက်ဝင် အဒီမှာ0 screen ဆိုတာရှိတယ်ဒါလေးက on နေတယ်အားလေးကို off ပေးလိုက် okay နေဒါဆိုရင်တော့ ရပါပြီကိုယ့်ရဲ့ home screen ကိုဆွဲလိုက်မယ်ဆိုရင်လည်းခုနက page ကမြင်ရတော့မှာမဟုတ်ဘူးနောက်ထပ် feature လေးတစ်ခုကတော့ကိုယ့်ရဲ့ infinite phone မှာ iphone တွေမှာပါတဲ့ dynamic island လိုမျိုးကျွန်တော် notification တက်လာတာပဲဖြစ်ဖြစ် timer မှတ်ထားတဲ့အချိန်မှာဖြစ်ဖြစ် animation လှလှလေးပေါ်ကျင်နေဆိုရင်ဘယ်လိုမျိုးလုပ်လို့ရလဲဆိုတာကိုကျွန်တော်ပြောပြပေးမယ်ကြည့်လိုက်ကြအောင်အဲ့တော့ကိုကကိုရဲ့ infinite phone တွေမှာ iphone တွေမှာပါတဲ့ dynamic island လိုမျိုး animation လှလှလေးကိုဒီနားလေးမှာပေါ်ဘယ်လိုမျိုးလုပ်အောင်လဲဆိုတော့ကျွန်တော်ပထမဆုံး setting နဲ့ဝင်မယ် ပြီးတော့ကျွန်တော်တို့ဟိုအောက်ဖက်ခြံကိုဆွဲချပြီးတော့ဒီမှာ special function ဆိုတာရှိတယ်။အဲထဲကိုဆက်ဝင်လိုက်။ပြီးကြရင်ကျွန်တော်တို့အပေါ်ဆုံးမှာ dynamic bar ဆိုတာရှိရပါတော့။အဲထဲလေးဝင်လိုက်။ပြီးကြရင် dynamic bar လေး on ပေးလိုက်။အဲခါကျရင်ကိုကကိုယ့်ရဲ့ဖုန်းကို face sound လောက်ဖွင့်တာပဲဖြစ်ဖြစ်အမ်ဖုန်းခေါ်တာပဲဖြစ်ဖြစ် record လုပ်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်ဖုန်းအားသွင်းတဲ့နေရာမှာဖြစ်ဖြစ်ဖုန်းရဲ့ဒီဘက်နားလေးမှာ animation လှလာလေးပေါ်နေမှာ တော်တော်လေးမိုက်တယ်နောက်တစ်ခုကတော့ကိုက Facebook တုံးနေရနေပဲဖြစ်ဖြစ် YouTube တုံးနေရနေပဲဖြစ်ဖြစ်နောက်ထပ် application တစ်ခုကိုကျွန်တော်တို့ floating window အနေနဲ့ပေါ်ချင်တာဒါမှမဟုတ်ကျွန်တော် application တွေကိုထပ်ပြီးတော့တန်းပြီးတော့ရောက်သွားတာမျိုးလိုချင်နေဆိုရင်ဘယ်လိုမျိုးလုပ်လို့ရလဲဆိုတာကိုကျွန်တော်ပြောပြပေးမယ်ကြည့်လိုက်ကြအောင်အဲ့တော့ကိုကကိုယ့်ရဲ့ဖုန်းထဲမှာ application တစ်ခုတုံးနေရနေအခြား application တစ်ခုကို floating window အနေနဲ့ပေါ်ချင်တာအဲဒါမှမဟုတ်ပေါ့နော်နောက်ထပ် application ကိုမြင်းမြန်ဆန်ဆန်ပြောင်းချင်ဘယ်လိုမျိုးလုပ်အောင်လဲဆိုတော့ကျွန်တော်ပြောပြပေးမယ်ပထမဆုံးကျွန်တော်တို့ setting ထဲဝင်လိုက်ပြီးကြရင်ကျွန်တော်ဟိုးအောက်ကိုဆွဲချပြီးတော့ special function ဆိုတာရှိတယ်။အဲ့ထဲကိုစောင့်ဝင်လိုက်။ပြီးကြရင်ကျွန်တော်တို့ဒီမှာ smart panel ဆိုတာလေးရှိတယ်။အဲ့ထဲကိုစောင့်ဝင်ပြီးလိုက်။ပြီးကြရင် smart panel ကို open လုပ်လိုက်။အဲ့ခါကျရင်ကျွန်တော်တို့ဖုန်းရဲ့ညာဘက်ခြမ်းလေးမှာဆွဲလိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီမှာ application ကိုပြပေးတဲ့ panel တစ်ခုပေါ်လာတယ်။အဲ့ချိန်မှာကိုက YouTube ထဲဝင်မယ်ဆိုရင် YouTube ထဲကိုတခါတည်းဝင်သွားတယ်ပေါ့နော်။အဲကိုကအဲ့လိုမှမဟုတ်ဘဲနဲ့ကျွန်တော်တို့ floating window အနေနဲ့ပေါ်ကျင်တာဆိုရင်ဘယ်လိုမျိုးပြန်လုပ်ရမလဲဆိုတော့ပြန်ထွက်လိုက်ပေါ့နော်။ခုနကပြန်ထွက်ပြီးတော့ကျွန်တော်တို့ဒီမှာ floating window ဆိုတာလေးရှိတယ်။ 8ထဲကိုဝင်လိုက်ပြီးကြရင် floating window on ပေးလိုက်အဲ့ခါကျရင်ကျွန်တော် smart panel တွေကနေပြီးတော့ application တစ်ခုကိုသွားဝင်မယ်ဆိုရင်သူက floating window အနေနဲ့ပြပေးမှာအဲ့တော့ကိုစိတ်ကြိုက်ရွေးချယ်လို့ရတာပေါ့နောက်ဆုံးတစ်ခုကတော့ကိုကလက်တဖက်တိုင်းနဲ့ဖုန်းသုံးနေတဲ့နေရာမှာ notification bar ကိုလွယ်လွယ်ကူကူဆွဲချလို့ရအောင် nothing ဖုန်းတွေမှာလွှဲချလို့ရအောင်ဘယ်လိုမျိုးလုပ်အောင်လဲဆိုတာကိုကျွန်တော်ပြောပြပေးမယ်အဲ့တော့ကြည့်လိုက်ကြအောင်အဲ့တော့ကိုကဖုန်းကိုလက်တစ်ဖက်ထဲနဲ့ကင်တဲ့အချိန်မှာဒီ notification bar ကိုဆွဲချရတဲ့နေရာမှာဒီလိုမျိုးလက်ကြီးနဲ့အတင်းကြီးပါလက်တွေပါအကြောကတ်သွားလောက်ပဲအနေထားရှိတယ် အဲ့လိုမျိုးမဟုတ်ဘဲနဲ့ကျွန်တော်အခုဆွဲချတယ်လို့မျိုးလွယ်လွယ်ကူကူနဲ့လက်တစ်ဖက်ထဲနဲ့ဘယ်လိုမျိုးဆွဲချရမလဲဆိုတော့အဲ့တော့ကိုယ့်ရဲ့လက်လေးကိုဒီလိုမျိုးလေးလှုပ်လိုက်အိတ်ခါကြံဒီမှာ setting ဆိုတာရှိတယ်အိတ်ထဲကိုဆက်ဝင်တက်ဝင်မှာကျွန်တော် gesture ဆိုတာလေးရှိတယ်ဗောနော်အိတ်ထဲကိုဝင်ပြီးလိုက်အဲပြီးကြရင်ကျွန်တော်တို့ slide down on launcher မှာပုံမှန်ဆုံးတော့နန်းဖြစ်နေမှာအဲ့တော့ကိုက notification bar ကိုဆွဲချမှာဆိုတော့ notification bar ကိုရွေးပြီးလိုက်ပြီးကြဝိုင်း ီးကြရင်ကျွန်တော်အခုပြောသလိုပဲကျွန်တော်တို့ notification bar ကိုလက်ထပ်ဖက်နေတဲ့လွယ်လွယ်ကူကူဆွဲချလို့ရမှာပဲဖြစ်ပါတယ်အဲ့တော့ဒီ view လေးက infinite phone တွေမှာပါတဲ့အသုံးဝင်တဲ့ feature လေးတွေ tips and trick လေးကိုပြောပြပေးရတာပဲဖြစ်ပါတယ်နောက်ထပ် video မှာလည်းအခြားအသုံးဝင်တဲ့ feature လေးတွေကိုပြောပြပေးတော့မှာမလို့ကျွန်တော်ရဲ့ page ကို like and subscribe လုပ်ခဲ့ပါအောင်လို့ပြောနေပဲအားလုံးကျေးဇူးတင်နေကျွန်တော်ခန့်ပါ